ီနေ့အချိန်ကဗျာဒါပြောရလို့ရှိလို့ရှိရင်ဒီမင်းမွှေဖာကောင်းဒါစစ်ဘိုလ်တွေအတွက်ကိုဟိုအကုသူနေအကျိုးပေးခြင်းဟိုကြပြီလို့တောင်မှပဲကျွန်တော်တို့ကဟိုယုံကြည်ကြည်နဲ့တတိရှိရှိပြောလို့ရပြီဒီနေ့အချိန်ကဟုတ်လားအစိုးရအာဏာပိုင်တွေကလည်းဟိုဟာကင်မလို့ဒီဟာကင်မလို့နဲ့ဘယ်ဟာမှမကင်နိုင်ဘူးအဲ့တော့ဆန်စင်းမကြတော့ပြည်သူတွေအဆင်ပြေလာပြီတော့ မူလထောက်ပါတယ်ဆန်မူလဟိုတနေ့ဆန်တစ်လုံးစားတဲ့ကောင်ကနော်တဆုပ်ဆန်လေးရှော့စားတာပေါ့ဟုတ်တယ်မဟုတ်ခဏတော့ကျွန်တော်ထမင်းရှော့စားနေပါပြီမနေ့ကကျွန်တော်ထမင်းရှော့စားနေပါတယ်ကျေတော့ကျွန်တော်တို့ဒီကနေ့နိုဝင်ဘာလ23ရက်နေ့တာမနေ့ပိုင်းလေး7နာရီခွဲ9နာရီထိအောင်မနေ့ညစပြီးတော့နောက်ဆုံးသိရတဲ့သတင်းတွေရယ်ဒီကနေ့နောက်မှာတော့ဗီဒီယိုဖိုင်လေး၃လေးဘုံလောက်ကိုတော့ပြန်ပြီးတော့ကြည်သွားဖို့ရှိပါတယ်ကျေတော့ပရမအောင်ဆုံး တရင်ကုန်းနေနေပဲစားလဲအောင်မှာဒါလည်းမနေ့ကညနေတည်းကအဲ့ဒီတရင်တက်တက်လာခြင်းမှာပဲကျွန်တော်ကိုယ်တိုင်အစောဆုံးဖတ်ပြသွားခဲ့တယ်တခြားမဟုတ်ဘူးညိုင်နဲ့ပုံမြုပ်နဲ့အဆက်မှာအပြစ်မဲ့အရက်သားပြည်သူတွေကိုနှိမ့်စင်ဘုံကျဲတပ်ဖြတ်နေတဲ့အကြံဖက်စစ်ခွေးဥစုရဲ့ဆက်တက်လေးတွေနှစ်စီးဟာပြည်သူတွေရဲ့ကြေးဝါးတွေအပြစ်မဲ့အရက်သားပြည်သူတွေကိုဘုံကျဲပြီးတော့ပြန်ပြီးတော့ခောက်တဲ့ချိန်မှာအဲ့ဒီနှစ်စင်းနဲ့ဆက်တက်လေးတွေဒီစီးကတော့ပြက်ကျသွားပြီးတော့တော်လိုင်းအင်အားစုတွေကတော့ နေ့ကညနေထီအောင်ပြက်ကြတာလားပြစ်ချခံလိုက်ရတာလားဆိုတာအတီးပြုပြောဆိုတာချင်းမရှိသေးပါဘူးဒီပြုံမှာပဲအဲ့ဒီဆက်သက်လေဒီပေါ်ပါသွားတဲ့စစ်ခွေးနှစ်ကောင်ကိုလည်းမနေ့ညအထိရှာလို့မတွေ့သေးဘူးလို့သိရတယ်ဒါပေမဲ့ဒီကနေ့မနေ့မှာတော့ဒေါ်လာရင်းတက်ဖို့နေဘက်ကတော့အတီးလင်းကိုဓာတ်ပုံနေတော့ထုတ်ပြန်လာပါတယ်ရုပ်တံဗီဒီယိုဖိုင်လည်းရှိပါတယ်ကျွန်တော်ဘေးနားမှာချပြလို့ရတဲ့လောက်ကိုတော့ချပြပေးတော့ပါတယ်အဲ့တော့ဆက်သက်လေဒီအပြုံမှာပဲအဲ့ဒီဆက်သက်လေဒီပေါ်ကစစ်ခွေးတွေစောင်းတဲ့ အုတ်ထုတ်တော့ဖြစ်မယ်တူပါတယ်နာမည်တော်ရေးထားသေးတယ်မှုထက်ဆိုပြီးတော့ဘေးနားမှာမင်းတို့ဖင်ပိတ်ပြီးတော့ညင်ပါစီလို့ဓာတ်ပုံချပေးရတယ်အဲ့တော့အပြည့်စုံအချင်းချင်းကိုဖတ်ပြမယ်ဆိုရင်ပေါင်းမြို့နယ်မှာတော်လိုင်းကြီးတပ်ဖွဲ့ဝင်တွေပိုင်ပိုင်တိုင်တိုင်ကိုဖြစ်ချနိုင်ခဲ့တဲ့စစ်ကိုယ်စုရဲ့စစ်တပ်လေးတွေရဲ့ပုံတွေကိုထုတ်ပြန်လာပါတယ်ပြည်သူတွေကိုဘုံကျဲတတ်ဖြတ်နေတဲ့စစ်တပ်လေးတွေကိုတော်လိုင်းကြီးတပ်ဖွဲ့ဝင်တွေပြစ်ချနိုင်ခဲ့ပြီးတော့စစ်ခွေးဥစုရဲ့အဲ့ဒီစက်တက်လေးတွေကိုပါသွားတဲ့စစ်ခွေးနှကောင်ရဲ့အလောင်းကိုတော့ လုံးလုံးစင်မှာရှာမသွေသေးဘူးလို့သိရပါတယ်ပြက်ကျသွားတာကတော့ဟုတ်တယ်ညိုင်တဲ့ပေါက်ချမ်းမှာဘုံချင်းပြီးတော့ဗက်ပြန်ခေါက်တဲ့အချိန်မှာပြက်ကျသွားတာဆိုပြီးတော့မြန်ပကဝတာဝန်ကံဘိုလက်ရကတော့ပြောဆိုထားပါတယ်ပြက်ကျတဲ့ဆက်သက်လေးလေးဘုံမှာစစ်ခွေးကောင်းသောမင်းအောင်လိုင်းတစ္ဆာကံစေဥစုလက်နဲ့ကင်နေောပါလာပြီးတော့တေးသလားရှင်သလားဆိုတာကတော့မသိရှိရသေးပါဘူးဆိုပြီးတော့ဘူလက်ရကဆက်ပြီးတော့ပြောပြထားပါတယ်အဲ့ဒီစစ်ခွေးတွေနှစ်ကောင်လုံးတင်းတင်းမတင်းလဲအုံနာကျိုးကန်းဘွားနဲ့ အဲ့ဒီအနီးနားရွာတွေမှာထွက်ပြေးပုန်းရှောင်နေရင်လေတော်လိုင်းတက်ဖို့မနေရမနေရပြက်ကြပြီးတွေကအကုန်လုံးပိုက်စိတ်တဲ့ရှာဖွေနေရဆိုတော့ကတိတ်မကြမီမှာနှိမ့်လေလောက်ဆိုရင်တော့အဲ့ဒီစစ်ခွင်းနဲ့ကောင်ရဲ့အလောင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်အတူပြတ်အော်နာဂျိုးကနှစ်ကောင်ကိုအရှင်ဖမ်းမိတယ်ဆိုတော့တရင်းနေလေတက်လာဖို့ရတော့ကျွန်တော်ကတော့မျှော်နေနေပါတော့ကဲတော့ဒီကနေ့မနေ့မှတက်လာတဲ့နောက်ထပ်ဘကိုးတိုင်းဘက်ကတရင်းကောင်တပုတ်ဆိုရင်ဘကိုးတိုင်းဇီးကုံမြို့ပေါ်မှာ KDB ကိုလာရောက်ပျော်ပါတဲ့စစ်ခွေးနဲ့ရဲခွနဲ့ဦးကို ဒေါ်လာရေးတက်များကစီနီတိုက်ခိုက်မှုမှာစစ်သားနဲ့အဲ့ဒီရဲခွနဲ့ဦးလုံးနေရာမှာပွဲကြီးပြီးတိတ်ဆုံးခဲ့ပြီးလက်နက်ခရံပစ္စည်းတချို့ သိမ်းဆီးရရှိခဲ့လို့သိရတယ်ဖြစ်ပွားသွားခဲ့တာတော့ပူပူနွေးနွေးမနေရပဲနိုဝင်ဘာလ17ရက်နေ့ညစနေအချိန်လောက်မှာအဲ့ဒီဇီကုံမြို့မှာရှိတဲ့ KDB ကိုစစ်ခွေးနဲ့ရဲခွေးခွနဲ့ဦးဟာလာရောက်ပြီးတော့တောက်စားမူးကြီးပျော်ပါနေတာကိုတရင်ရရှိခဲ့တဲ့ဖြင့်တွန်လိုင်းတက်ဖို့မနေရဆိုပါ KDB ကိုဝင်ရောက်စီးနင်းခဲ့ကြအောင် ရင်းတို့စီနီမီနောက်စစ်သားနဲ့ရဲခွနဲ့ကိုပြစ်ခတ်ခဲ့ရမှာခွနဲ့ဦးလုံးကိုတိမ်ဆုံသွားကြောင်းဓာတ်ပုံတော့မရိုက်နိုင်ဘူးမြို့ပေါ်ဆိုတော့စစ်ကွေးကားတွေလည်းချက်ချင်းကိုရောက်လာရောရတဲ့ပစ္စည်းချက်ချင်းကောက်ပြီးတော့စုတ်ခွာခဲ့ရတာပေါ်ဆိုတော့နတ်စစ်တီတပ်ဖွဲ့မှုကိုအောင်ကတော့ပြောပြထားပါတယ်ကျွန်တော်တို့အရန်ကိုလေးစားပါတယ်ဒီလိုမျိုးအန်ရီရီဂျားရီကနေဇီကုံမြို့မှာရှိတဲ့ KDB ကိုညာရင်းကြီးကိုဝင်ရောက်စီးနီးပြီးတော့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုတာ တုံတောင်ဆိုရင်တဏှာတစ်ချက်ဖောက်လာနေဈီကုံမျိုးမှာစစ်ခွေးရဲခွေးတွေဟာအချင်းမြေးရောက်လာနေဆိုတော့ကအခုလဲအလေးမြန်ကိုမရရတာကောက်ယူပြီးတော့ပဲတိမ့်ချရမိတဲ့လက်နဲ့ခင်ရဓာတ်ပုံလေးတွေဘေးနားမှာခြာပြီးလာပါတယ်ကဲတော့နောက်ထပ်သတင်းပို့ဆိုရင်တနေ့ရဒီကျွန်တော်တို့မျိုးပြပျောက်ကြားရဲဘော်ကိုထောင်တန်းနှိ230ချမှတ်ခံရတဲ့အချိန်မှာထောင်ပြောင်းလာတဲ့အချိန်မှာတော်လိုင်းတက်ဖို့မနေရရုပ်ရှင်ဆက်ဆံပဲဂျားဖြက်တိုက်ခိုက်ပြီးတော့ကဲထုတ်သွားနိုင်တဲ့အတွဲကြောင့် တော်လိုင်းရင်းနဲ့အသေးခံမဲ့ဆိုတဲ့ရဲဘော်တယောက်လွတ်သွားတာကြောင့်ချောင်းမျိုးမှရဲစခန်းကိုတော့တိုင်းရဲမင်းကြီးကိုယ်တိုင်ဆင်းပြီးတော့စစ်စင်းနေလို့သိရပါတယ်ကျင်းတီဘောက်ဒီကောင်လေးလုံးပါပဲဘာကြောင့်လဲဆိုတော့စေအုစုဘက်ကနေသူတို့တွေအရန်ကိုအရေးပါတယ်တော်လိုင်းရင်းမျိုးပြပျောက်ကြားရဲဘော်တို့ထောင်နဲ့နှစ်ပေါင်း230ကျော်ချမှတ်ခံရတဲ့အရေးပါတဲ့လူတယောက်ကိုတော်လိုင်းရင်းတပ်ဖွဲ့ဝင်ဟာရုပ်ရှင်ဆက်ဆံပေးကြားဖြတ်ကဲထုတ်သွားတဲ့အတွက်ကြောင့် ဟိုဘက်ရက်ကွက်မှာတော့ဖာတန်းကိုမေးလောက်ပြီးတော့ကျင်းတည်တဲ့အဲ့ဒီနေမီကန်မျိုးမရေစကန်ကိုတာဝန်ရှိသူတွေရောထူးချွေလာအသင်ခံပြီးတော့ဖရန်စီထောင်ချခံမယ်ဆိုတော့ကအပြည့်စုံကတော့အဆိုပါတော်လိုင်းတပ်ဖွဲ့ဝင်တွေကဲထုတ်သွားတဲ့ဖြစ်စဉ်ကြောင့်တာဝန်ရှိသူနေရင်းအရာရှိဂျုံဝင်းနဲ့နေရင်းခင်မောင်ရင်အပောင်ဝင်းရေငါဦးကိုတော့၆မျိုးမှရေစကန်တွင်းမှာရှိတဲ့ဓမ္မယုံမှာဖန်စီချုံအောင်ထားရလို့သိရပါတယ်။ဒါအပြင်အဲ့ဒီ၆မျိုးမှရေစကန်တွင်းတရင်အတိအကျပေးနေတဲ့ ဖယဲသည်ရှိတာကြောင့်အခုလိုနှိရှိထောင်ချခံရတဲ့ဒေါ်လာရေးမျိုးပြရဲဘော်ကိုကဲထိုးသွားနေတာဖြစ်တယ်လို့ယူဆပြီးတော့ဖန်စီခံရတဲ့အဲ့ဒီနယ်ရင်းရင်းသားဟုအပြင်မျိုးမရဲစခန်းတစ်ခုလုံးကိုတိုင်းရဲမင်းကြီးနဲ့ခရိုင်ရဲမှုတို့ကိုယ်တိုင်လာရောက်စစ်ဆင်းနေတယ်ဆိုပြီးတော့ချောင်းမျိုးမရဲစခန်းနဲ့နေဆက်သူတို့ကတော့ပြောပြထားပါတယ်လွတ်သွားတဲ့ဖြစ်စဉ်ကြောင့်နေရင်းကောင်းဆောင်ကျော်ဝင်းခဗိုလ်လေးရခိုင်နေရင်းခင်မုံရင်ရဲတပ်သားဥက္ကာတို့အပေါင်းဝင်၅ယောက်ကိုတော့ ဖန်းခံတာတွေပြားတယ်။ကြံတဲ့၂ယောက်ကတော့နာမည်မသိဘူး။အဲ့ဒီ၅ယောက်ကတော့အဓိကပေါ့။သူတို့ကို၆စကန်းထဲမှာရှိတဲ့စကန်းဓမာယုပေါ်မှာအခုလုံးလုံးစင်ဖန်းစီထားတယ်ပြီးတော့ခရိုင်ရင်မှုရောတိုင်းရင်မှုကြီးရောလာပြီးတော့စစ်စစ်နေလို့ပြောတယ်။ခြောက်မျိုးမှာစကန်းတစ်ခုလုံးတရင်ပေါက်ကြလို့ဆိုပြီးတော့ဖယဲသီးကိုအသေးအတံကိုလိုက်ပြီးတော့ရှာနေကြတယ်တဲ့။အဲ့တော့လုံယုံကြီးပါသွားတဲ့လူတွေပြင်းခြောက်စကန်းကတောင်းဝင်ရှိတယ်ပေါ့အကုန်လုံးအစစ်စစ်ခံရရမှလည်းဆိုတော့ကမစစ်စစ်လို့ရလည်းမရဘူးလေ။ အဲ့ဒီတိုင်ရင်မင်းကြီးကိုခရံရင်းမိုးရပါဒီကောင်လေးထိုင်ကုန်မှာလှုပ်လာပြီးတော့ပြုတ်ဆုံးရတဲ့နန်းနေပြီဒီတဲ့ရင်ကအပေါ်ပိုင်းကမရောက်နိုင်လို့စစ်ခွေးစုကလည်းကြားသိပြီးသွားပြီဆိုတော့ကသူတို့စစ်ခွေးစုတို့အရန်ကိုအရေးပါတဲ့ထောင်တန်းနှစ်ပေါင်း230ကျော်တော့ချမ်းမတ်ခံရတဲ့မြို့ပြရဲဘော်ကိုဒီလိုမျိုးဒေါ်လာကြီးတက်ဖို့ဝင်နေရရုပ်ရှင်ဆက်ဆံကိုကဲထုတ်ပြီးတော့လွတ်မြောက်သွားတဲ့အတွက်ကြောင့်ကျင်းစီပေါ်အဲ့ဒီတန်းရင်မျိုးခရိုင်ရင်မျိုးထုကြည်တော့အတင်ခံပြီးတော့ဒီကောင်လေးယာလူတွေပါ ြုတ်စုံနန်းလေးလို့နောက်ဆုံးချောင်းမြို့မှာရေစခန်းလေးပါဆင်းပြီးတော့စစ်ဆေးပြီးတော့ဖရဲသေးကိုတော့ပိုက်စိတ်တိုင်းရှာဖွေနေရဆိုတော့ကလောလောဆယ်မှာသူတို့ဘက်ကဖန်စီချုံနှောင်ထားခဲ့တဲ့အဲ့ဒီနေရင်းနှစ်ဦးပါဝင်ကြံတဲ့ငါးဦးကလည်းနာမည်ဆိုးနဲ့ကိုကြော်ကြတဲ့အကောင်လေးပါပဲစစ်မှုတန်းပေါ်တာဆွဲဖန်စီငွင်ကြီးတဲ့နေရာမှာတကယ့်ကိုနာမည်ကြီးတဲ့နေရင်းနေဆိုတော့ကအဲ့တော့ဒေါ်လာရင်းတက်ဖို့ဝင်နေတစ်ချက်ခုနှစ်ချက်သုံးချက်လောက်ပြတ်သွားတဲ့ကိစ္စပါပဲဘေးနားမှာအပြည့်စုံနေခြာပေးတော့ပါတယ်ကဲတော့ပရမအောင်ဆုံး သတင်းတဲ့ပုံမှာလေကျော်လေးတွေတော်တော်လေးရှိသွားပါတယ်နောက်ထပ်သတင်းပုံဆိုရင်ကြံခဲ့တဲ့လအပိုင်းခြားအဲ့ဒီအနေနာမှာရှိတဲ့ဒေသခံကျေးရွာပြည်သူတွေကန့်ကွက်ဆန္ဒပြနေတဲ့ဂျားရဲရနေအန်ယူဂျီနဲ့ပါသုံးလုံးအဖွဲ့ဝင်တွေဟာရွှေမျိုးလုပ်ငန်းတွေကိုဆက်လက်ပြီးတော့လုပ်ကန်နေရလို့သိရတယ်မနေ့ကနိုဝင်ဘာလ22ရက်နေ့မင်းကြီးမြို့နယ်လောင်းပြည့်ကျေးရွာချင်းရင်းမြကန်းဆက်ကရွှေမျိုးလုပ်ငန်းတွေလုပ်ကန်နေတဲ့နေရာကိုအကြမ်းဖက်စစ်ကိုတက်ကတော့ဆက်တက်လေးတွေက3စီးနဲ့ ဘုံကျဲတက်ခိုက်ပြီးတော့တိုက်နေရင်ဒစီနဲ့ပါ၅ချိန်တိတိပြန်ဝင်ပြီးတော့ rocket တွေဘုံတွေနဲ့ကျဲချတိုက်ခိုက်တယ်လို့လေရင်ပေါ်ကနေလည်းစစ်တနတ်တွေနဲ့ဒရယ်ဆက်ကိုပြစ်ခတ်သွားခဲ့တဲ့အချိန်ကြောင်းမင်းညအထိအောင်တိုက်ဆုံသူကနေရာမှာနေပေါ်ခြင်းမီနှစ်ဦးတိုက်ဆုံပြီးတော့နောက်ဆက်တွေတီးရတာကတော့ဒဏ်ရာရရှိသူတွေတော်တော်လေးကိုများပါတယ်လူဒါစင်ခြိပြီးတော့ရှိမှာပါတယ်အခုရာသလောက်ကတော့တိုက်ဆုံသွားတာ၁၂ရောက်ကျော်နဲ့မနေရှိပါတယ်ဒီနဲ့ပို့ပြီးတော့လည်းများနိုင်သေးပါတယ်ဘာကြောင့်လဲဆိုတော့ မိကလည်းလောင်နေတာရေထဲမှာလည်းဆက်ပြီးတော့ရှာနေကြတော့ဆိုတော့မင်းညာအထီအောင်အတီပြုတ်လို့ကတော့မရသေးဘူးဆိုတော့ကအတီပြုတ်လို့မရသေးဘူးဆိုတော့တိတ်ဆုံးသူဥယျာဉ်အရေအတွက်ကိုပြောတာပါအဲ့တော့အဲ့ဒီနာမှာရှိတဲ့ဒေသခံကြေးရွာပြည်သူတွေဒလောင်ထီကန်းကွက်ဆန္ဒပြနေကြတဲ့ကနေသူတို့ကိုယ်တိုင်ကလည်းသဘောမတူပါဘူးလို့ပြောနေတဲ့ကြားရရနေဒါကိုကျွန်တော်တို့ NUG နဲ့ပါတုံးတို့အဖွဲ့ဝင်တွေကချင်းနှမြစ်ကမ်းဆက်မှာရွှေမျိုးလုပ်ငန်းတွေဆက်လက်ပြီးတော့စပြီးတော့လုပ်ကြတဲ့အချိန်မှာပဲစစ်ခွေးအစုကတော့ ဆက်တက်လေတွေက၃စီ တိုက်နေနေပါရစရာမရှိအောင်ရော့ကက်တွေဘုံတွေနဲ့ဆက်တက်နေနေပါတရေဆက်ကိုပြစ်သွားတဲ့အတွက်ကြောင့်မနေ့ကတော့ဗီဒီယိုဖိုင်ထဲမှာမီဒီယာတို့လောင်ကျွမ်းနေပြီးတော့တိတ်ဆုံးတဲ့သူဦးရီဟာလူဓာစင်ချီပြီးတော့ရှေ့လို့တီးရပါတယ်ဘေးနားမှာပဲအပြည့်စုံကြီးခြာမိတော့ပါတယ်ကဲတော့နောက်ထပ်သတင်းမဟုတ်ဆိုရင်တခြားမဟုတ်ဘူးမနေ့ညမောင်သတင်းဌာနပေါ်ပြလာတဲ့ဘလို့ပြောရမလဲ BGN နဲ့ DGB ကအမျိုးရုပ်တိုက်ကြတော့အကြမ်းဖက်စစ်ကိုတက်ခဲ့ border ဆွဲတာခံလိုက်ရပြီဆိုပြီးတော့မနေ့ကပြည်သူအများစုကတော့လူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ပြောဆိုနေကြတယ်အဲ့ဒါကတော့ BGR ရဲ့ DGB တပ်ဖွဲ့ဝင်များအကြမ်းဖက်စစ်ခွေးတက်ခဲ့စစ်ဝတ်စုံကသာဝေးရတော့မယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်တဲ့အဲ့တော့သူတို့စစ်တပ် uniform အစိမ်းဝတ်မှာစစ်တပ်ကလက်ခံမှာလို့ပြောတယ် BGR ပျောက်ကြားတွေကွန်ပျူတာအကွက်တွေအဝါအကွက်တွေဘာညာအကွက်တွေဝတ်လို့မရတော့ပါဘူးတဲ့စစ်တပ်လိုအစိမ်းဝတ်မှာတဲ့ ဒီနေ့ပဲသတင်းထုတ်ပြန်တာဆိုပြီးတော့ကရင်စည်ရေးသတင်းမြစ်တူကလည်းမောင်းသတင်းဌာနကိုပြောပြထားပါတယ်အပြည့်စုံတွေကတော့ဘေးနားမှာပဲခြာပေးထားပါတယ်ဒါလည်းအဲ့ဒီသတင်းသာကွန်ဖမ်းဖြစ်တယ်ဆိုရင်တော့အမျိုးရုပ် DGB ရဲ့ကောင်တွေနဲ့ BGI ရဲ့ကောင်တွေကလိုက်ပြီးတော့ဝင်မှာပါပဲမဝင်လို့ကလည်းမရအောင်အခုဆိုရင်အမေရိကန်ရောနိုင်ငံတကာပါတကယ်ကိုမွေးရစာကြမ်းဖြတ်လုပ်ငန်းတွေရဲ့ဗိုလ်ချက်ကမြန်မာနိုင်ငံမှာဆိုပြီးတော့အကုန်လုံး highlight လုပ်ပြီးတော့ထုတ်ပြလာတဲ့အပြုံမှပဲကြမ်းဖြတ်အထူးစုံစမ်းနေနေရေးအဖွဲ့တွေ FBI အဖွဲ့တွေကလည်းထိုင်းနယ်စပ်နဲ့ကမ္ဘောဒီးယားနယ်စပ်တွေကိုရောက်ရှိနေဆိုတော့ခွေးမသားတွေနောက်ဆုံးကြောင်လည်းသူတို့ပထွေးမင်းအောင်လှိုင်အောင်ပဲယာယီတမနာကြီးဘာညာဆိုပြီးတော့ဖာယာအတင်းပြေးကတ်ကပြီးတော့နောက်ဆုံးစစ်ခွေးတက်ကစစ်ဝတ်စုံဝယ်ခိုင်းရင်လည်းဝေးရမယ်ကောင်းလေဆိုတော့အာကဲတော့စစ်ခွေးတက်ကအခုပြုလုံးမဲ့အတူရောင်ရုပ်ောက်ပဲကိစ္စနဲ့ပတ်သက်တဲ့သတင်းပုတ်ဆိုရင်မဲနိုင်ရင်တရာဘူးကိုကား၃စီးရအောင်လုပ်ပေးမယ်ဆိုပြီးတော့ဒုဗိုလ်ချုပ်ကြီးတပ်ပုံကတော့မဲဆွယ်နေလို့သိရတယ်။ဇကိုင်းက တက္ကသိုလ်ကျောင်းသားတွေကိုလည်းဂျုံတင်မဲတွေပေးဖို့တော့ဖိအားပေးရတယ်လို့သိရပါတယ်အချင်းချင်းပဲကျွန်တော်ဖတ်ပြအောင်မယ်ပြီးခဲ့တဲ့နိုဝင်ဘာလနားလည်လောက်ကစပြီးတော့စကိုင်းမြို့ကနေအပြင်စကိုင်းမြို့ဘုတ်ကိုစစ်ပေးရှောင်လာရောက်နေသူတွေကိုစစ်အုပ်စုရဲ့လုံခြုံရေးတွေနဲ့အတူအဲ့ဒီဒုဗိုလ်ချုပ်ကြီးတပ်ပုံကလိုက်လံစီရင်ရေးတွေပြုလုပ်စဉ်တွင်းမှာပြောကြားခဲ့တာဖြစ်ပါတယ်တနေ့ကပဲကျွန်တော်တို့ရှိကိုလာသွားသေးတယ်ဗျာတဲ့ကြန့်ခံကြီးကလာတာဥတပ်ပုံပါပဲသူကသူတို့ကြန့်ဖို့ပါတယ်အနံ့ရရင် အရာရာအလုံးအစီပြေစီရမယ်မော်တော်ကားတွေဆိုရင်လည်းဝင်ကျပ်သိန်းတရာဖို့ကားသုံးစီးရစီရမယ်ဆိုပြီးပြောခဲ့တယ်လို့စကိုင်းမြို့မှာရောက်လာတဲ့စစ်ဆောင်ပြည်သူတို့ကလည်းပြောပြတာပါပဲခွေးမသာကျန်းဖို့တခိုးပါတွေကောင်းနေကုံစင်းတို့အရင်ကြောင်းပဲမြို့ကောင်တွေအရင်လုံး မြန်မာငွေကျပ်တရာဖို့ကော်ဖီမင်းသုံးလို့တော့မရတဲ့အခြေအနေမှာငွေကျပ်သိန်းတရာဖို့ကားသုံးစီးရမယ်ဆိုတော့ခွေးမာသာကျန်းဖို့ကတခိုးကြီးကျွန်တော်မနေ့စောစီထပ်ပြီးတော့ဆဲမိပြန်ပါပြီနန်းနမင်းတစည်းတော်မှာ900ဖြစ်နေအခြေမှာငွေကျပ်သိန်းတရာဖို့ကားသုံးစီးဆိုတော့အခုခေတ်မှာခလေးစုံနေတဲ့ကားတော်မှပဲသိန်းတရာဖို့သုံးစီးမရတဲ့ခေတ်ဆိုတော့ကကျွန်တော်ဆက်ပြောရင်ဒီတဲ့မိုင်းနဲ့စကယ်လုံးမထွက်လာတော့မှာကဲတော့ဒီကနေ့ဒါမနေ့ပိုင်း7နိုင်ခွဲလောက်အထိနောက်ဆုံးသိရတဲ့သတင်းတွေအရောဒီလောက်ပါပဲတခြားကြံနေသေးတဲ့သတင်းတွေအရော ညကြမှာပဲကျွန်တော်ပေါင်းပြီးတော့ဖတ်ပြအောင်ပဲအရင်ဆုံးအဲ့ဒီကြမ်းဖို့တခိုးပါတွေကတခိုးကြီးသားကြမ်းဖြန့်ခေါင်းဆောင်ခင်ယာသူ့ရဲ့ပါတီပိုင်နဲ့ငွေတွေ3000ချို့ကိုသူ့သားဖြစ်သူကိုဥခင်ကြီးဘလို့လက်သိထိုးပေးခဲ့တယ်ဆိုတော့မြန်မာနောက်ကဖော်ပြလာတဲ့ဗီဒီယိုပိုင်းလေးက2မိနစ်စာလောက်ကို ပြန်လည်သုံးသပ်ပြီးတော့ကြည့်လိုက်ရအောင်ဒီကရောပါတီအခုနှစ်ကုန်ကျင်းပမဲ့အာနာသိန်းစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲအပြီးမှာ ဒုသမရဓမ္မမဟုတ်လွတ်တော်ဥက္ကရာဖြစ်လာဖို့ရေပန်းစားနေသူပြည်တော်စုကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကရာဥခင်ကြီးဟာငွေကျပ်ဘီလီယံနဲ့ချီတဲ့ပါတီပိုင်ငွေကြေးတွေကိုမိသားစုစီးပွားရေးလုပ်ငန်းနဲ့စီစဉ်စေခဲ့တယ်လို့မြန်မာနိုင်ငံကစုံစမ်းသိရှိရပါတယ်စစ်တပ်ကြောတော်နောက်ခံကြက်ခိုင်ပါတီရဲ့အမြင့်ဆုံးယာရုကိုရရှိထားသူလက်ရှိအသက်83နှစ်အရွယ်ဗိုလ်မှူးချုပ်ဟောင်းဦးခင်ကြီးဟာ ပါတီယုံပြပြင်တိဆောက်ရေးလုပ်ငန်းတွေအတွက်တားဖြစ်သူပိုင်ဆိုင်တဲ့ဆောက်လုပ်ရေးကုမ္ပဏီကိုလုတ်ပိုင်ခွင့်ချပေးကြတာပါအခုနှစ်မတ်လကုန်ပိုင်းကလုတ်ခတ်ခဲ့တဲ့ငရင်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ကကြန့်ခိုင်ရေးပါတီရုံချုပ်ကို Embryo ဆိုတဲ့ဆောက်လုပ်ရေးကုမ္ပဏီကအခုနှစ်ဩဂုတ်လအတွင်းပြန်လည်ပြုပြင်ခွင့်ရခဲ့ပါတယ်။ကြန့်ခိုင်ရေးပါတီရုံချုပ်ကိုပြင်ခွင့်ရတဲ့ Embryo ဆောက်လုပ်ရေးကုမ္ပဏီဟာ ဥခင်ရဲ့သားဖြစ်သူဦးထက်ရနိုင်စိုးပိုင်ဆိုင်ကြောင်းကိုရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဒိုက်ကအချက်လက်တွေမှာတွေ့ရှိရသလိုပါတီထိပ်သီးခေါင်းဆောင်တွေနဲ့နှိစက်သူတွေကလည်းမှန်ကန်ကြောင်းအတည်ပြုပါရ2016ခုနှစ်အောက်တိုဘာ4ရက်နေ့ရက်စွဲနဲ့မတ်ပုံတင်ထားတဲ့ Embryo ကုမ္ပဏီဟာမြို့ပြအင်ဂျင်နီယာလုပ်ငန်းတွေနဲ့ရေချောင်းပို့ဆောင်ရေးစီးပွားရေးလုပ်ငန်းတွေလုပ်ကင်ပြီး ကုမ္ပဏီရဲ့ဒါရိုက်တာဟာဥခင်ကြီးရဲ့သားထက်ရနိုင်ဆိုဖြစ်ပါတယ်။မလ28ရက်ကစကိုင်းငရင်တန်းကျောင်းစက္ကန့်ရေးပါတီရဲ့ညီလာခံခမ်းမကြီးအပါအဝင် ရုံးခန်းနိုင်ရန်တွေညနေချက်တွေဆင်ဝင်တဲ့ရှောက်လန်းတွေလည်းထိခိုက်ကွဲအမှုတွေရှိခဲ့ပါတယ်။ဒီလိုအချိန်မှာဥခင်ကြီးဥဆောင်တဲ့ပါတီထိပ်သီးခေါင်းဆောင်တွေဟာပါတီရုံးချုပ်ကိုမူလတည်ဆောက်ခဲ့တဲ့အောင်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီကိုခေါ်ပြီ ခက်မှန်ကုန်ကြစီ တွက်ချက်ခိုင်းခဲ့ပါတယ်။အောင်ချမ်းသာကုမ္ပဏီရဲ့တွက်ချက်မှုအရအကြမ်းမြင့်စက်သိမ်းပေါင်း2000 3000ကုန်ကြမယ်လို့ပါတီကိုပြန်လည်တင်ပြခဲ့ပါတယ်။အဲ့ဒီနောက်ငရင်တန်တဲ့ပါတီယုံချုပ်ကိုဥခင်ရဲ့သားကုမ္ပဏီကလည်းလာရောက်စစ်ဆေးခဲ့ပြီးမူလားကုမ္ပဏီထက်အနည်းငယ်ရော့နေတဲ့စက်သိမ်းပေါင်း2000 2000ကျော်ကုန်ကြမယ်ဆိုပြီးတင်ပြခဲ့ပါတယ်။ အဲ့တော့သူ့သားကိုမရီကိုဇေတတာလို့ဆိုပြီးပေးလိုက်တယ်လို့အဲ့ဒီအခြေအနေကိုသိရှိတဲ့ပါတီထိပ်သီးတွေနဲ့နှီးဆက်သူတူကပြောပြပါဗျ။မိသားစုပိုင်ကိုမရီကိုလက်သိထိုးပေးလိုက်တဲ့ဥခင်ရဲ့လိုရက်ကိုထိပ်သီးကောင်းဆောင်တချို့ကမကျေနပ်ကြပေမဲ့ပေါ်တင်ကန့်ွယ်ရဲသူကတော့လက်ရှိကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌသုံးဖြစ်သူဦးမျိုးစုံသိန်းတယောက်ပဲရှိတယ်လို့ဆိုပါဗျ။ကဲအဲ့တော့ဘီရိုခိုင်အပြည့်စုံကြည့်ကျင်နေဆိုတော့မြန်မာနောင်မောင်ရေးတွားရောက်ပြီးတော့ကြည့်ပါကျွန်တော်လည်းအပြည့်စုံလိုက်ကြည့်ဦးတော့ ပြန်ပြီးတော့ဘီရှင်မလုတ်ချင်လို့ဘောနော်အဲ့တော့ကြားတဲ့အချိန်ပဲကျမ်းဖို့ကတခိုးကြီးစားကျမ်းဖြန်ကောင်းဆောင်ခင်ရတော့သူ့ရဲ့တားဖို့တော့အဲ့ဒီကျမ်းဖို့ပါရုံကိုပြန်လေပြုပြင်မှုဆိုပြီးတော့ငွေကျပ်သိန်းပေါင်း2000လောက်ကိုလက်သိပ်ထိုးပေးခဲ့တယ်ဆိုတော့အာအဲ့ဒီနေပြည်တော်မှာရှိတဲ့ကျမ်းဖို့ပါရုံနေမို့တခြားကျွန်တော်တခြားမျိုးနေမှာရှိတဲ့နေပြည်တော်မှာပဲတခြားမျိုးနေမှာရှိတဲ့ကျမ်းဖို့ပါရုံတွေကိုလည်းသူ့သားကျွန်တော်အဲ့ဒီစောက်လေကုမ္ပဏီကပဲဆက်လက်ပြီးတော့လုပ်ပိုင်ခွင့်ရရှိထားတယ်ဆိုတော့ကဲတော့ နဂိုတွေကမပြောလားတခိုးတွေပဲစူဝေးထားတဲ့ကြမ်းဖို့တခိုးပါတွေဆိုပါတော့ရန်သမျှကိုအကုန်လုံးသူတို့မိသားစုအတွက်ပဲဆက်ပြီးတော့ခိုးနေမှာပဲဆိုတော့ကဟိုမှာစစ်ခိုးစုပြုလို့တဲ့အတူအယောင်ရွေးကောက်ပွဲကစတော့မစတဲ့ကိုကြမ်းဖို့တခိုးပါတွေရဲ့ကြားဖြတ်ကောင်းဆောင်ခင်ရတော့သူ့ရဲ့တားဖြူသူတော့ငွေကျပ်သိန်းပေါင်း2000ကျော်တော့လက်သိပ်ထိုးပြီးတော့ပေးလိုက်တယ်ဆိုတော့ကဆက်ပြီးတော့ခိုးကြအောင်ပါပေါ့ကဲတော့နောက်မှာအဲ့ဒီတခိုးပါတွေစစ်ဖိုးရကကောင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုချိုကြီးကိုကျွန်တော်ဒီနားကနေ credit ပေးပါတယ်ဗီဒီယိုပိုင်းအပြည့်စုံကြည့်ကြတယ်ဆိုရင်ဘေးနားမှာခြာပေးရတဲ့သူ့ရဲ့ YouTube channel မှာတွားရောက်ပြီးတော့ကြည့်လို့ရတယ်အဲ့ဒီအထက်ကနေ5မိနစ်စာလောက်စစ်ဖို့တန်းနဲ့ကြံဖို့ကောင်လေးတတိုင်းပြည်လုံးရှိရနေခိုးသည်များနေပြည်သူလူထုကိုတတ်ဖြတ်ခဲ့သည်များနေအကျိုးပေးခြင်းအကုသို့အကျိုးပေးခြင်းတံပြီဆိုတော့ကိုချိုကြီးဘာပြောလာလဲဆိုတာဆက်ပြီးတော့ကြည့်လိုက်ရအောင်ဒီနေ့အချိန်ကဗျာဒါပြောရလို့ရှိလို့ရှိရင်ဒီမင်းမွှေဖာကောင်း ဒါစစ်ဘုံတွေအတွက်ကိုဟိုအာကုတ္တနေအကျိုးပေးခြင်းဟိုကြပြီလို့တောင်မှပဲကျွန်တော်တို့ကဟိုယုံယုံကြည်ကြည်နဲ့တတိရှိရှိပြောလို့ရပြီဒီနေ့အချိန်ကဟုတ်လားဟိုစဉ်းစားကြည့်ပါကျွန်တော်တို့ဒီ2000နဲ့အာ27မှာเนาะအာနာသိမ့်ခဲ့တော့ကတော့အာဟိုတကယ်လို့ပဲလွယ်လင်းတကူပုံစံမျိုးနဲ့เนาะ အာဒီမင်းမရှိရင်ဖာကောင်းဒါစစ်ဘူတွေကเนาะအာနာတိန်ခဲ့တယ်เนาะเนาะအဲ့တော့အာနာတိန်နဲ့သူတို့အချိန်တည်းကနေစပြီးတော့သူတို့ကမုတာဝါလာပေါ့ဗျာเนาะဟိုအာနာဒီ1021အာနာတိန်မှမမဟုတ်ပါဘူးဒီဟိုနေကမင်းမရှိရင်ဖာကောင်းစစ်ဘူတွေကဒါဟိုမုတာဝါလာကသူတို့က နေ့စဉ်နဲ့အမျှစက္ကန့်နဲ့အမျှသူတို့ကအမြဲတမ်းချိုးဖောက်အကျူးလွန်နေတဲ့သူတို့အမြဲပြက်နေကြတရားတစ်ခုပြပါဆိုလို့ရှိရင်မုဒ္ဒဝါဒဟောဗျာနော်အဲမုဒ္ဒဝါဒအဲ့တော့သူတို့2021အာနာတိန်တော့သူတို့ကဟိုလွယ်လေးတစ်ခုပဲသူတို့တိန်လိုက်တာဗျာနော်အဲတိန်ပြီးတဲ့နောက်ပိုင်းမှာ သူတို့တကယ်ပဲတိုင်းပြည်ကိုဟုတ်လားဒိန်ကိုနိုင်တော့မလို့လို့ဘာလို့လို့ထားပါဗျာเนาะအဲ့တော့ကျွန်တော်ဆိုရင်ဒီတစ်တုံညာနှစ်ခုပေါ့เนาะဒီတစ်တုံညာနှစ်ခုအာကိစ္စကြီးကကျော်လွန်သွားပြီပြီးစီးသွားပြီသူတို့အနိုင်ရသွားပြီဆိုပြီးတော့ မင်းနရှင်ပါကောင်စစ်ဘူတွေကเนาะဟိုဟိုဂုံယူဝင်းကြွားကြွားပေါ့ဗျာเนาะအာဟိုနေပြီးတဲ့အခါကျတော့ရှင်သူတို့ဘက်ကအာသူတို့ကိုဝိုင်းပြီးတော့ဝါရဖြတ်မိနေတဲ့လူတွေဆိုလို့ရှင်လည်းတက်ပြီးတော့ဟိုစာလောင်ပြနေတာပေါ့เนาะအဲဒီလိုအခြေအနေမျိုးကိုရောက်သွားတာပေါ့ဗျာသူတို့အတွက်ကိုဟိုနင်းပေါ့အပူလုံးတစ်ခုဟိုကြသားပြီးလို့သူတို့ကနင်းဟိုယူဆထားတာယုံကြည်ထားတာเนาะဟောအခုကြတဲ့အခါကျတော့ကဲ ။အဲတကယ်ပါလုံးရဲ့ transmission နဲ့ဟုတ်လားဒီရာဇဝမှုတွေမြန်မာနိုင်ငံဟာမြန်မာနိုင်ငံကိုဗဟုချက်ချာဗဟုချက်မှပြုပြီးတော့နော်ဒီရာဇဝလုပ်ငန်းမှန်များကိုမြန်မာနိုင်ငံမှာလုပ်နေပါတယ်ဆိုတဲ့နော်ဟိုဆွဆွဲချက်မဟုတ်တော့ဘူးနော်အာဒါဒါကြီးကိုဟိုကင်တွယ်ဖို့ထိန်းချုပ်ဖို့အတွက်ကိုတကဘာလုံးကနေအာယုံဆိုင်ပြီးတော့ နော်ဟိုစနစ်တကျနဲ့လှုပ်ဆောင်တဲ့အနေထားကိုရောက်လာတယ်အခုနေတဲ့အတိုင်းပဲဟုတ်လားကြားပြင်းကိစ္စမှာဆိုလို့ရှိလို့ရှိရင်လည်းအခုစောချစ်သူတို့ဘယ်ဟိုရောက်လို့ရောက်နေမှန်းမသိဘူးနော်ဒီအာမင်းမရှင်ဖာကောင်းစစ်ပူတွေဆိုလို့ရှိလို့ရှိရင်လည်းဘာလို့လို့အာဘာကင်ရမှန်းမသိတဲ့အနေထားမျိုးကိုအခု2025မှာကြားပြင်းကိစ္စကြီးဟာအာတခါထက်ပြီးတော့နောက်ထပ်တလိုင်းလာပြန်တယ်ပြီးတော့ဩော်ဒါအခုတို့နော် ဒါအကျိုးပေးချိန်တန်လာတယ်ဆိုတာဒါကိုပြောတာပါလားလို့ကျွန်တော်ကအမှန်ပါเนาะကျွန်တော်ရဲ့ခေါင်းထဲမှာတွားပြီးတော့တွေးမိတယ်ဟိုမင်းမရှိဖာလောင်တန်းရွှေရဲ့တမီးမင်္ဂလာဆောင်တဲ့အခါမှာစိန်စီတော့ညပါလားเนาะဟိုဗီဒီယိုတောင်တခါလဲပြန့်ခဲ့သေးတာပဲเนาะအဲ့ဒီစိန်စီတော့ညမှာဆိုလို့ရှိလို့ရှိရင်လည်းဘာဖြစ်လဲအဲစိန်တွေသူများစီကငားရတဲ့စိန်တွေကိုပြန်ပြီးတော့မပေးချင်တဲ့အတွက်ကြောင့်မလို့ဟာတက်ပလိုက်တဲ့ငားလောင်းမြိုင်လူတက်မှုလို့ နော်တာကျူးလွန်ခဲ့တဲ့ဟာတွေတော့အာရဏဒါနာလည်းကျူးလွန်တယ်ဘာနာတိပါတာလည်းကျူးလွန်တယ်နော်တူကဒီလိုမျိုးကံတွေကိုတူကဟိုအကြီးအကျယ်ကျူးလွန်တာပေါ့ဗျာနော်အဲ့တော့ခိုးတဲ့ကိစ္စ ဒီဘယ်လားဆိုတဲ့အခါကျတော့ဒီဟိုမူတာဝါတာပေါ့ဗျာနော်ကျွန်တော်တို့ဟိုငယ်တော့ဆိုဒါနေ့တောင်းဆန်းစုကြည်လို့ပါညီမပြူတာပြန်ရောက်နေတဲ့အချိန်နော်ကျွန်တော်တို့အဖေဒီပါဒီအလုပ်ဒီပါဒီမပြုတ်သေးဘူးဟုတ်လားနော်ကျွန်တော်တို့ပြည်ပါဒီဆိုတော့ဒါအရင်တော့ NLD ပါတီဝင်တွေပဲနော်အလုပ်ဒီပါဒီမပြုတ်သေးတဲ့အချိန်အဲ့ဒီဟိုရှိတဲ့ရေးကြီးမှာပေါ့ဗျာနော် အဲ့ဒီချိန်မှာလေကဒီသူတို့ရဲ့ဒီရုပ်ဌာနဆိုင်ရာဌာနဆိုင်ရာဒီမှာဌာနခွဲမှုတွေဌာနခွဲမှုတွေဆိုတိရပလားဘယ်ကောင်နေလဲဆိုတော့နော်အဲ့တော့မင်းမရှင်စစ်ဘူးတွေပဲလေဗျာမင်းမရှင်စစ်ဘူးတွေစစ်ယူနေပေါင်းပြုံရင်ဒီလိုရုံးတွေဒီဆိုင်ရာဒီမှာဌာနခွဲမှုတွေညှိမှုတွေဖြစ်တာဗောဟုတ်တယ်ဗလားအဲ့တော့အဲ့ချိန်တွေကသူတို့ကဒီဒေါ်စန်းစုကြည်ကိုကလမကလမနဲ့အမြဲတမ်းခေါ်နေတာ နော်အာဒီကလမကြောင့်ငါတို့တိုင်းပြည်ပြဿနာတန်းနေတာအာဒီကလမလုံးလို့ဘာဖြစ်တာဆိုပြီးတော့သူတို့ကအဲ့ဒီအချိန်မှတည်းကသူတို့ရဲ့ဝန်ထမ်းတွေကို ဟိုတစ်ချိန်လုံးအဲ့ဒီစကားနဲ့ဟိုဝါရပြတ်နေတယ်ဒီကလမရာငါတို့အာနာပေးလိုက်ဒီကလမရာတိုင်းပြည်အုပ်ချုပ်ရေးရှိရရှင်တော့ငါတို့ဗုဒ္ဓဘာသာပြတ်စည်းတော့မယ်နော်ငါတို့တိုင်းပြည်ကတော့ကလာတိုင်းပြည်ဖြစ်သွားတော့မယ်ဟာဒီကလမကဘုကြောင့်ဆန်းရဲ့တမီးအစင်မဟုတ်ဘူးဘုံထုံးလာနဲ့ရတာလေဟာနော်အဲ့လိုမျိုးတော့ဗျာဟိုဒါဟိုကျွန်တော်ကနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟိုနီးနီးလောက်ပဲပြောတာနော်ဒီလိုမျိုးအာမူတာဝါရာစကားတွေဂုံကျော်စကားတွေမဟုတ်မမှန်စကားတွေကိုဒီမင်းမရှင်ဖ ါကောင်စစ်ဗူတွေတိုင်းပြည်ကိုအုပ်ချုပ်လာတဲ့190ကျော်နီးပါးကတစ်ချိန်လုံးသူတို့ကဓာရီကိုလုပ်နေတာသူတို့ကျူးလွန်ခဲ့တဲ့အာဟုတုအမှုတွေပေါ့ဗျာနော်အာဟုတုအမှုတွေကဒီနေ့ဒီအချိန်ခါမှာတော့သူတို့ကိုအာဟုတုသူတို့ကျူးလွန်ခဲ့တဲ့ အာဟုသူကံနေအကျိုးပေးလာပြီဗျ။ကဲအဲ့တော့ကျွန်တော်တို့ကိုချိုကြီးကိုကျွန်တော် credit ပေးပါတယ်။ကျွန်တော်တို့ video plan လေးကိုပြန်ပြီးတော့ခြုံပေးထားတာပါဗျာ။အဲ့တော့နောက်ဆုံးကိုချိုကြီးပြောသွားတဲ့ကိစ္စတွေကအများကြီးမကြီးနဲ့စစ်ခိုးစုဘက်ကလက်သက်မွေးထားတဲ့အမျိုးပါတာတာသနာဆိုပြီးတော့ဖိန်ကုန်းအော်နေတဲ့မဘာသာအမျိုးရုပ်အရေးချုံလုံကရီအုပ်စုနဲ့ဟိုကအမျိုးသားကြီးဆိုတဲ့အကျိုးရင်းကဲ့တဲ့အုပ်စုတွေဒီကောင်းလေးခေါင်းထဲမှာစစ်ခိုးစုရဲ့တုပ်ပိုးတွေကတော့ပါရဲ့ ကောင်းကောင်းကိုဝါရမိုင်းကြီးဖြန့်လာတာအများကြီးချင်းနဲ့ဟိုဝေရသူအမျိုးမျိုးကောင်းအောင်စပြီးတော့ဒီကအောက်ချင်ဟာအမျိုးမျိုးဓမြကောင်းတော့ပြဖြိုးကောင်းတော့ပေါကတော့လိုမျိုးတွေဟိုဘက်ကဟိုမှာတက်ကုန်းမှပန်ဆူရန်ဂုံးတော်မှလှူစားလို့မရတဲ့ပူဒူမှဖာသွေးလိုပုံစံမျိုးတွေဆေးဥစုဘက်ကစစ်ခိုးစုဘက်ကဟိုးရုံတွေကစပြီးတော့ကောင်းကောင်းကိုကျွန်တော်ဝါရမိုင်းကြီးဖြန့်လာနေစလို့ကခဲတော့ကိုချိုကြီးပြောသွားတဲ့အကြံဘက်စစ်ဖို့တန်းနဲ့ကြံဖို့ကတခိုးနေတဲ့တိုင်းပြည်မှာရှိတဲ့တိုင်းပြည်လုံးရဲ့ပြည်သူတွေကိုဘန္နာတွေကိုခိုးယူ အပြစ်မဲ့ရတန်းပြည်သူတွေဖုံးကြီးယဟန်တန်ဃာတွေကိုတပ်ဖြတ်နေတဲ့အကောင်တွေအကုသူအချိုးပေးညာလဲတိတ်မကြိမ်မှာတန်တော့မေးဆိုတော့ကဲတော့နောက်မှာတလက်စာတယ်အဲ့ဒီအကုသူအချိုးပေးချိန်တန်တဲ့စစ်ခိုးဆိုရဲ့အယိုးရင်ကိုက်နေရတဲ့ခွေးတောင်သားကြုံမျိုးမင်းကျွန်တော်ကလည်းဒီကောင်ဗီဒီယိုဖိုင်လေးကိုနေ့တိုင်းတင်ပေးနေရအကြောင်းမဲ့မဟုတ်ပါဘူးဒီကောင်လေးစကားမှားသွားတဲ့ဒါကိုအချုံနဲ့မှပြီးတော့ထောင်နေမင်းမဆားဆောင်လို့အရောက်ပို့နေဆိုတော့ကနောက်မှာလည်းသူကိုယ်တိုင်လည်းဝန်ခံသွားတယ်ကျွန်တော်လည်းအရင်လိုမှုတော့ပါဘူးလေအခုနောက်ပိုင်းမှာတိတ်ပြီးတော့ မပြောရဲမစိုးရဲဖြစ်နေပါတယ်သူတို့တွေကိုလည်းကြောက်နေရပါတယ်ဆိုပြီးတော့ကိုယ်စင်းလုံးတွေစံစည်းတွေတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ခိုးတဲ့ကကောင်တွေနဲ့ခရိုနီတိုက်ကိုတော့မပြောရဲမစိုးရဲကြားရရနေဘလိုတွေခနဲ့တက်တဲ့ရွှဲတက်တဲ့ပြောထားလိုက်ဆိုတာဆက်ပြီးတော့ကြီးလိုက်ရအောင်အစိုးရအာဏာပိုင်တွေကလည်းဟိုဟာကင်မလို့ဒီဟာကင်မလို့နဲ့ဘယ်ဟာမှမကင်နိုင်ဘူးပြရသားလည်းမလုပ်နိုင်ဆိုတော့ ပြရတာလည်းမလုံနိုင်ဘူးလောက်အောင်မှလည်းကြည့်ရတာကိုယ့်အချင်းချင်းတွေဖြစ်နေတာဟိုလူနဲ့ဒီလူနဲ့ပတ်သက်နေတာဒီလူကမျက်နှာနာစရာဟိုလူကမျက်နှာနာဖြစ်နေတာဟိုကဖြစ်မှာဒီကဖြစ်မှာဟိုကဒီကနဲ့ဟိုငယ်ဒီငယ်နဲ့ပြရတာမကိုင်းတဲ့ကစံစင်းတော့ကကြသလားမင်းကုဒီစံစင်းတော့ကမကြဘူး27နိုင်ငံအခွင့်အရေးရစာပြီ25ရောက်တဲ့ဒီစံစင်းတော့ကကြသွားသလားမင်းမကြဘူးအဲ့တော့စံစင်းမကြတော့ပြည်သူတွေအဆင်ပြေလာပြီးတော့မူလတော့ပါတယ်စံမူလဟိုတနေ့စံတစ်လုံးစားတဲ့ကောင်ကအဲစံမူလစံတစ်လုံးစားတဲ့ကောင်ကအခုဘာလဲဆိုတော့ လက်တဆုပ်လောက်ဆန်ဆန်တလို့စီဘူးတလုံးမှာတဆုပ်စားလောက်လေးရှော့လော့ပြီးစားနေတာပေါ့နော်တဆုပ်ဆန်လေးညော့စားတာပေါ့ဟုတ်တယ်ဘုရားခဏတော့ကျွန်တော်တို့ထမင်းရှော့စားနေပါပြီမနေ့ကကျွန်တော်ထမင်းရှော့စားနေမစားလို့လည်းမရဘူးလေနော်ဆန်ကကယ်လိုရီတက်တယ်ဆိုတော့ထမင်းရှော့စားမှရမှာပေါ့နောက်မှသိဘူးဝိတ်ကြီးတက်ပြီးဘိုက်ကြီးပူထွက်လာမှာဆိုလို့ဆန်ကြောင့်စီချိုတွေဖြစ်မှာဆိုလို့ပေါ့နော်အဲဒါကြောင့်များအစိုးရဆန်စီဆန်စီတက်ထားကိုမထိမ့်မဲနဲ့ဆန်နေရှော့စားအောင်လုပ်နေသလားတော့မသိနော်ရှင်းပြရအောင်နော်ပြည်သူ့ဘော်တကယ်စေနာထားရင်တော့စိုးရရဗျာခင်ဗျာဆန်စီကိုမကြကြအောင်ဆွဲချပြလို့ရပါတယ်ဆန်ကုံတယ်အသင်းကြီးကုံတယ်အဖွဲ့စည်းတွေနဲ့အာဏာရေးအဖွဲ့စည်းတွေ အဲလွယ်လွယ်လေးပါကျွန်တော်တို့ဒါကြီးကျွန်တော်တို့ထပ်ပြောရင်လည်းဒါတည်းထပ်ပြောလို့လည်းမရဘူးပြနော်ဒီချိန်မှာအားလုံးကကြောက်နေရတယ်အကုန်လုံးကြောက်နေရတယ်ဘယ်အဖွဲ့မှပြောလို့မရဘူးဖြစ်နေဘယ်သူမှမပြောရဘူးဖြစ်နေနော်တစ်ချိန်လုံး PDF ကိုတော့ပဲ PDF တွေနဲ့အယူတုံးစုလို့တော့ကလော်တုတ်လာတာလက်နက်ကိုင်သဘုံအုပ်စုတွေတော့ကလော်တုတ်လာတာအခုကြာမှာဘာဖြစ်လဲဆိုတော့မပြောရဘူးဘူးသူမှပြောရတယ်ပွားရောက်အကုန်လုံးကချိန်လာကြောက်လာတတ်မယ်ဖြတ်မယ်ပြောလာဆိုလာတယ်ဩတိုက်ပြီးရဖြစ်မတည်ငြိမ်သေးဘူးရွေးကောက်ပွဲဖြစ်မပြီးသေးဘူးပုဂရေကအကုန်လုံးကအာနာတွေပြချင်နေကြပြီအကုန်လုံးကလှုပ်ချင်ကိုင်းချင်နေကြပြီဆိုတော့ ျွန်တော်လည်းတခါကြရင်လေဟိုကြီးပဲကြီးချင်းပြီးတယ်ဟိုမှာတတ်မဖြတ်မနဲ့မနေ့ဖန်တပတ်ကနိုင်ငံကြီးပဲဘာဖြစ်မလဲမသိတဲ့အချိန်တော့အကုန်လုံးပဲဇာတိပိတ်ငိမ့်ကောပြီးတော့နေကြပြီကိုယ့်အသက်တေးမဆိုနေကြပြီးတော့အခုအချိန်နေကောင်းကောင်မှထားပြီးလေကြီးလေကြီးရှောက်ပြောကြတဲ့လူတွေကကြီးသေးတယ်တော့ကျွန်တော်တို့ကလည်းပြောရတဲ့နေ့ခက်တယ်အဲ့တော့ကျွန်တော်တို့က PDF တွေတတ်မလား NUG တတ်မလားဘာလို့မလားမသိတဲ့ဒဏ်နေဟိုပဲတိုင်းသားထက်နောက်ကအဖွဲ့တွေကိုကလော်တဝါချင်းလို့ဟိုဖွဲ့တွေကကျွန်တော်မြန်လောက်ကြံမလားလာပြီးအဲ့လောက်ထိအိတ်ချားတဲ့ရအောင်ကျွန်တော်ကဘာလို့မှမကြောက်ဘူးဘယ်အုပ်စုဘာလို့မှမကြောက်ဖက်နဲ့ဟိုပဲတအုပ်စုဘာလို့မှမကြောက်ဖက်နဲ့ကျွန်တော် နော်တပုံတွေရောဗျာပုံကန်သူတွေရောလက်နက်ကိုင်းအုပ်စုတွေရော PDF တွေအကုန်လုံးဘယ်ကောင်းမှမကြောက်ဘူးလို့ကိုလိုတုတ်လာကမှတုတ်လာခဲ့ပြီခုကြာမှဒီဘက်လဲရောက်ကိုဒီဘက်ကြာတော့ဒီဘက်လဲအစောတော့တော့ပြောလို့ရပါသေးတယ်အခုတော့နည်းနည်းလေးကြောက်နေရတယ်အကုန်လုံးအခုကျွန်တော်အကုန်လုံးကြောက်နေအရာအမှန်တရားနောက်အဲ့တော့ခွေးမသားတွေနောက်ဆုံးကြအောင်လဲစစ်ခွေးဖနာဟုတ်ကဂျုံပေါ်မှာနေရတော့မှပဲမပြောရမစိုးရဖြစ်နေရတယ်ဆိုတော့ကဲအခုပဲကြည့်လေမင်းကငါတို့ဘက်ကတော်လိုင်းတက်ဖို့မနေရရှင်းလင်းတာမခံဘဲနဲ့အဲ့ဒီစစ်ခွေးတက်ကြောက်ပဲမင်းလဲထောင်နေမစားခင်ကနင်းနေပြီဆိုတော့ကထောင်နေမစားဆောင်လဲ ျွန်တော်ကိုယ်တိုင်ကဒီလိုမျိုးဒီကောင်ပြန်ပြီးတော့ခနဲ့တဲ့နဲ့ပြောတဲ့စကားတွေကိုအရောက်ကိုပူပေးနေရဆိုတော့ကမပူနဲ့စစ်ခွေးတကမင်းကိုထောင်ထဲကိုထည့်တယ်မထည့်မင်းလဲငါတို့လက်ချက်နဲ့ဘဲချက်သိရင်းဆုံးနဲ့သိမယ်မသိဘူးဆိုတော့ကဲတော့ဒီကနေ့မနေ့ပိုင်းကတော့ဒီဗီဒီယိုဖိုင်လေးနဲ့ပဲအဆုံးသတ်တာပါလေဗီဒီယိုဖိုင်လေးမှာတော့ထုံးစံတိုင်းပဲလေကြောတွေရှည်သွားရတဲ့အတွက်လဲတင်းကြီးခံပြီးတော့ပဲနားထောင်ပေးကြပါအောင်လို့ပြောရင်းနဲ့ညကြမှာပဲနောက်ထပ်သတင်းကောင်းရုပ်သံဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါအောင်မယ်တော့ကျွန်တော်ဖေရှင်တွေပဲတင်တယ်အများရန် ပုံမှန်ဝင်ရောက်ကြည့်ရှုနားထောင်ပေးတဲ့အမေသားသမီးမောင်နှမတွေကျွန်တော်ညီကိုရောစိတ်ချမ်းသာခြင်းကိုယ်ရေးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ။